်ကြီးရကြီးရလက်မပြောနဲ့လူတော်ကတလောက်ထိကြီးများနေလို့မိမမရသေးတာဆက်ခါပူရွေးတာပေါ့ကျွန်တော်သိမကောက်တော့ပါဘူးဘယ်မှာလဲတကယ်ဘယ်မှာလဲအဲ့ဒါသူတို့ကကောက်တာကျွန်တော်မကောက်တော့ဘူးအဲ့ဒါဘယ်လောက်ကြီးများလဲဘယ်လိုမျိုးနေရာတွေလဲဒါကို limit တွေကျွန်တော်ကျွန်တော်ကအလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကိုလုံးနိုင်တဲ့ဟာပဲအဲလက်ခံတယ်ကိုလုံးနိုင်တဲ့အပေါ်မှာပဲဟိုရွေးချယ်ဆိုတော့ ဟိုကျွန်တော်မလုံနိုင်ဘူးလို့ကိုယ့်ကိုယ်ကိုသတ်မှတ်လိုက်တဲ့အရာတွေကျွန်တော်ကလုံလည်းမလုံပတ်လည်းမပတ်သက်အဲ့ဒါလေးပါကြီးရကြီးရလက်မပြောနဲ့လူတော်ကတလောက်ထိကြီးများနေလို့မိမမရသေးတာဆက်ခါပူရွေးတာပေါ့ဘယ်လိုမျိုးလဲဆက်ခါတတ်တာ ကျွန်တော်စိတ်မကောက်တော့ပါဘူး။ဒီပြမောင်တော့စိတ်ကောက်တော့ပါ။အဲ့ဒါသူတို့ကကောက်တာကျွန်တော်မကောက်တော့ဘူး။အဲ့ဒါဘယ်လောက်ကြီးကြီးများလို့ဘယ်လိုမျိုးနေရာတွေမှာဒါဟို limit တွေကျွန်တော်ကျွန်တော်ကအလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကိုလုံးနိုင်တဲ့ဟာပဲအဲလက်ခံတယ်။ကိုလုံးနိုင်တဲ့အပေါ်မှာပဲဟိုရွေးချယ်တယ်ဆိုတော့ဟိုကျွန်တော်မလုံးနိုင်ဘူးလို့ကိုယ့်ကိုယ်ကိုသတ်မှတ်လိုက်တဲ့အရာတွေကိုကျွန်တော်ကလုပ်လည်းမလုပ်ပတ်လည်းမပတ်သက်ဘူး။အဲ့အဲ့ဒါလေးပါ။ဟုတ်အလုပ်အပြင်မှာ personal life မှာဟိုလိုရတယ်ဒီ season ဒီလိုတက်မှတ်တယ် personal life ကတော့ကျွန်တော် personal ဖြစ်တဲ့အတွက်တော့အများကြီးတော့ပြောပြတာမကောင်းပါဘူးသူပုံမှန်ပါပဲသူတာမန်လူတွေတိုင်းပါပဲခုနကတော့ပြောပါဦးလူကြီးဖြစ်နေကြတယ်ဒီညပဲရှိတယ်ဩကြီးများတယ်ဆိုတာဥမာကျွန်တော်ပြောချင်တာဇလန်းဇလန်းအာဇလန်းတစ်ခုကိုကျွန်တော်ချင်းကတ်တော့မယ်ဆိုရင်ကျွန်တော်အချင်းချင်းခါခါစဉ်းစားပြီးမှကျွန်တော်လက်ခံလာတယ်အဲ့လိုမျိုးပြောချင်တာဒါခုနကဆိုတာအနည်းငယ်ဝင်လာဝူဒီမဟုတ်တော့ဘူးအတိတ်တရားဝူဒီဖြစ်သွားတာကြီးွာရှင်းမှာကျွန်တော်တို့အတ္တလွန်ဆိုတဲ့ဇလန်းတွေတကားကိုဒီဒီဒရိုက်တာအဂမန်နဲ့ ရိုက်ခဲ့တယ်ပေါ့နော်ရိုက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့နောက်ထပ် project တစ်ခုလည်းလုပ်မယ်ဆိုတော့အဲ့ဒီကရည်မှန်းထားတာရှိပါတယ်ဆိုတော့အဲဒီနှစ်ထဲမှာ Trader Agamman နဲ့နောက်ထပ်ဒါဇလန်တွဲလေးတစ်ခုပေါ့နော်ထပ်ပြီးတော့ရိုက်ကြမယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ကျွန်တော်တို့ကဒီစုံမှတ်ဇလန်တွဲလေးကဒီအချာအိန္ဒိယအနွယ်တမေးပုံစံလေးပေါ့နော်ဆိုတော့ crocker ပုံစံလေးလည်းပါမယ်ဆိုတဲ့အချိန်မှာအဲဇလန်လေးကိုလည်းနားထောင်နေတော့ဘလက်ဘက်ကြည့်တဲ့အချိန်မှာသဘောကျပြီးတော့ကျွန်တော်တို့ဒါစူးစမ်းကြတာပေါ့ တော့ကျွန်တော်တို့တွေအခုဆိုရင်ဒီဇလန်တို့တွေမှာလည်းခုနောက်ပိုင်းတွေမှာ တော်တော်လေးကိုစူးစမ်းပြီးတော့မှစီစဉ်တက်ဆက်လာတဲ့ presentation ကောင်းကောင်းလေးတွေအများကြီးတွေ့ရတယ်ပေါ့နော်တွေ့ရတယ်ဆိုတော့ဒီဇလန်တွေလေးကလည်းအဓိကတော့ driver အဂမန်ကအဲသူဖန်တီးခြင်းတဲ့ပုံစံလေးပေါ့နော်သူတို့လိုပုံစံလေးသွားခြင်းနဲ့ဇလန်လေးကလည်းကျွန်တော်တို့မထင်ထားတဲ့တွေ့စီအများကြီးမြုပ်ွက်တွေအများကြီးပါတယ်ဇလန်လေးလည်းဖြစ်တယ်ဆိုတော့ ကျွန်တော်ကိုရိုင်းကလည်းအဲ့လိုဇလန်နေမှာတရုတ်ဆောင်ရတာသဘောကျပါတယ်ဆိုတော့ကျွန်တော်ဒီကားလေးမှာပါဝင်ဖို့အတွက်ဆုံးဖြတ်ခဲ့တာပေါ့အလုတ်လုတ်တယ်ဆိုတော့ကျွန်တော်အလုတ်လုတ်ဖြစ်တဲ့သူတွေကကျွန်တော်ယုံကြည်ရဲ့လူနေပဲကျွန်တော်အလုတ်လုတ်ဖြစ်တာများပါတယ်ဒီနေ့ပိုင်းချမ်းမှာယုံကြည်ရဲ့ဆိုတော့ကဟိုအလုတ်ပေါ်မှာထားတဲ့စိတ်တွေရောတာဝန်ခံမှုတာဝန်ယူမှုတွေရောပေါ့နော်အကုန်လုံးဒီဒါဆိုဒရိုက်တာအဂမန်တို့ပါဆိုကျွန်တော်တို့နဲ့ကတိခဲ့တာလုံခဲ့တဲ့ဆယ်စုနှစ်တခုတည်းကအဲသူ့ရဲ့ position တခုနောက်တခုအနေနဲ့ကျွန်တော်တိခဲ့ပြီးတော့မှဒီနှစ်ပိုင်းချမှာသူက ဒါရိုက်တာတယောက်အနေနဲ့ပြန်ပြီးတော့ဟိုအလုပ်တစ်ခုကိုကောင်းကောင်းလေးလုပ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒါဆက်ပြီးတော့လက်တွဲဖြစ်တာပေါ့ခုနညီမလေးမေးသလိုပဲအဲအမှုပညာရှင်တရုတ်ဆောင်ပဲဖြစ်ဖြစ်ဒီအဲဆက်မှုပညာရှင်ပဲဖြစ်ဖြစ်ဒီဒါရိုက်တာပိုင်းပဲဖြစ်ဖြစ်အသစ်တွေနဲ့အလုပ်တွဲလုပ်ရတာရင်ခုန်လဲရင်ခုန်ပါတယ်နောက်ပြီးကြတော့အဲရင်မဲ့လဲတော်တော်လေးနီးရတယ်လေတွေးခဲ့ရပါတယ်ဆိုတော့ပြောပါရစေ အရင်တော့ကလည်းပြောဆောင်ခဲ့တယ်ဆိုတော့အဲ့တော့အရင်တော့စုံမှုတာလေးရှိဘူးလားအဲစုံမှုဗျာဒါ first time ပြောလို့ရတယ်ဗျာဟုတ်ဟုတ်ဘလိုမြင်ပြီလဲဘုရားဒါလို့ဦးမင်းဆိုတော့အချိန်လုံးကတိုးဆောင်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဘလိုပါရတာလေးတွေဟုတ်ကဲ့ဒီလိုမျိုးနေရာရောက်လာမှုတွေပေါ့ဘလိုလေးဒီ message ကိုရှင်းပြချင်ဟုတ်ကဲ့စူးစမ်းနေတဲ့သူတယောက်တော့ကဘရောမှာရက်တက်မနေတဲ့သဘောလေးပေါ့နော်ဆိုတော့ဝမ်းသာပါတယ် တေးဥဆောင်တာနဲ့ပတ်သက်ပြီးတော့ driver ကပဲသူ့ကိုလိုအပ်တာညွှန်ကြပါလိမ့်မယ်ကျွန်တော်တို့က prima တော့လိုအပ်တဲ့စကားတွေတော့ပြောတာကြီးအမြင်နှားတွေတော့ရှိပါတယ်ဆိုတော့ဟိုကျွန်တော်အပါဝင်ရှိသမျှတေးဥဆောင်တွေအားလုံးကကြိုးစားမှာပေါ့ဗျာစကောင်းစရာပြီးပြီပေါ့ဟုတ်အဲ့တော့ဒီကအဓိကလက်ခံပေးတဲ့အကြောင်းကြီးဘာကြောင့်လဲ rider အကမှန်ကြောင့်အဲ့ဒါနံပါတ်1ဘာလို့လဲဆိုတော့ကျွန်တော်အရှိမအတလုံရိုက်တော့ကျွန်တော်သဘောကျအချက်တွေအများကြီးရှိတယ်ဆိုတော့ဒီအလုပ်ပေါ်မှာသူထားတဲ့ပုံစံတွေအဲတာဝန်ခံမှုတာဝန်ယူမှုတွေ အဲအဲ့ဒါတွေကကျွန်တော်သဘောကျတယ်ပေါ့နော်အထူးကသူ့ကြောင့်လက်ခံဖြစ်တယ်နောက်အဲသူပြောလာတဲ့အပေါ်မှာမဒီဇလန်းလေးကအဲကျွန်တော်နဲ့လိုက်ဖက်တယ်အသက်ရွယ်နဲ့လည်းလိုက်ဖက်တယ်နောက်ကိုကိုရိုင်းလည်းငါလုံနေကြပုံစံတွေပဲလားဆိုတော့မဟုတ်ပဲနဲ့ကွဲထွက်ပြီးတော့လုပြလို့ရတဲ့တိကျဆောင်ဟန်ပန်တွေလည်းရှိတယ်ဆိုတော့ကျွန်တော်အဲ့အတွက်ရင်ခုန်ပြီးလက်ခံပြတာပေါ့ sorry ဒါလေးလည်းပြောပြသူကသူ့နာမည်တော့ဒီပါအဲသူကတူရသောသားအဲပညာတတ်တယ် တချို့ဇလန်ဒီထဲမှာပါတဲ့ဇလန်ဇက်ကွက်တွေကြတော့ကျွန်တော်အဲဆိုတော့လေမြုပ်ကွက်တွေများတော့လေကျွန်တော်အဲ့လောက်ပဲပြောလို့ရမှာဗျဘာလို့လဲဆိုတော့အဲအဲ့ဒီမိသားစုတစ်ခုပေါ်မှာပဲအခြေခံပြီးတော့ဖြစ်သွားတဲ့ဟာလေးတွေပေါ့နော်ဆိုတော့အဲမတင်ထားတဲ့ဟာလေးတွေပါတယ်ဗျဆိုတော့အဲ့လောက်ပဲကျွန်တော်ပြောလို့ရမှာဗျဟုတ်အဲ့ဒီ culture တွေမှာကိုယ်တိုင်လည်းပါဝင်ပါဝင်ဖြစ်မှာအဲကျွန်တော်ကျွန်တော်တို့ partition ကအဲ့ဒီဘက်အချမ်းကိုအရင်မရောက်ဘူးဗျဆိုတော့ကျွန်တော်နဲ့ပြောလို့ရတာတော့ကျွန်တော်နဲ့ဒီ ဒီပါနဲ့ဒီထုံးမင်းတုပ်ဆောင်မဲ့ character နဲ့ကအဲ့လိုမတင်ထားတဲ့ညီကိုတန်ရုံးစဉ်ညီကိုတွေဖြစ်နေတဲ့ဟာလေးတွေလည်းပါတယ်ဆိုတော့ဒါပေမဲ့ခုနမေးရကိုဖြေရမယ်ဆိုရင်တော့အိန္ဒိယ culture ဘက်တော့ကျွန်တော်မရောက်ဘူးခင်ဗျာဒီဇာတ်လမ်းထဲမှာဟုတ်ပိုင်း၂၀ဆိုတော့လေပြိတ္တမနီယာမအားရဘူးလောက်ကြီး private အဲ့ဒါတော့လေဇန်ညွန်းပေါ့နော်ဇန်ညွန်းနဲ့ director ရဲ့ပြင်ဆင်မှုပဲအဓိကကြမယ်ထင်ပါတယ်ကျွန်တော်တို့သေယုတ်ဆောင်တွေကကြတော့ဒီအပိုင်း၂၀မှာအပါဝင်ပြီးသေယုတ်ဆောင်ဝင်ရတဲ့အခန်းတွေမှာအဲ ဇလန်းတွေကသေဥဆောင်ဖြစ်နေဖို့ပဲအဓိကကြိုးစားအားထုတ်ရတာဆိုတော့မနော်လေတကူတကကြီးကျွန်တော်အနေနဲ့ကဟိုမှာအခုတော့လူတွေရောက်ဓာတ်ရိုက်နေတယ်ငါကတော့ဓာတ်ရိုက်မရိုက်ဘူးကွာဆိုတော့မရှိပါဘူးကျွန်တော်ကျွန်တော်အပေါ်မှာလာရောက်ကမ်းလှမ်းတဲ့ဇလန်းလေးတွေနောက်ပြီးတော့ကျွန်တော်ကြိုးစားခွင့်ရမယ့်ဇလန်းလေးတွေကဒီလိုပုံစံလေးဖြစ်နေတာပေါ့နော်အဲအဲ့လိုတော့ပြောလို့ရပါတယ်ဗျအဲဒီဇကားလေးကကျွန်တော်တို့ပေါ့နော်မမြင်နေကြပုံစံဒီတဲ့ကနေမှ presentation ကောင်းကောင်းလေးနဲ့ကွဲထွက်ပြီးတော့ဇလန်းဆက်အင်ကြီးကြီး နောက်ပြီးတော့ကျွန်တော်ကက်စင်နေလဲကောင်းကောင်းလေးယူပြီးတော့ရိုက်မယ်ကားလေးလည်းဖြစ်တယ်ဆိုတော့ဇလန်ရဲပါအပိုင်း20ပါအဲဒီဇကားလေးကိုစုံမှတ်လို့အပြီးပေးထားပါတယ်ဆိုတော့ကျွန်တော်စုံမှတ်ဖွဲ့ထားတယ်အားလုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ်အဲကြည့်ရှုအားပေးဖို့အတွက်အခုတည်းကကျွန်တော်တို့တန်ကြောင်းခေါက်ထားပါတယ်ဖိတ်ခေါ်ထားပါတယ်ဗျကျေးဇူးပါဟုတ်ကဲ့ပါနိုင်ငံတွေပါပြပါဒီအတွက်ဘယ်လောက်များပြင်ဆင်လာလဲအဲ့ဒါတော့လေခုနကကျွန်တော်ဖြည့်ဖြည့်လိုပဲပေါ့နော် producer တွေ director တွေပေါ့နော်အဓိကဒါပြည်ပနိုင်ငံမှာပြမယ်ဆို producer line နဲ့ဆိုင်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဟိုနိုင်ငံသားမှာပြမှာပဲဖြစ်ဖြစ်တခြားကျုပ်တန် line တွေမှာလွှတ်မှာပဲဖြစ်ဖြစ်ဆိုတော့စိတ်သက်ဒီစကားပေါ်မှာပေါ့နော်ပြင်ဆင်မှုအားထုတ်မှုကတော့အတူတူပါပဲအဲဒီတခုတော့ရှိတာပေါ့အဲကျွန်တော်တို့တွေတခြားနိုင်ငံတွေမှာပြမှာဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ကူးရေးနဲ့ပတ်သက်တဲ့စက်ပစ္စည်းမိခန္ဓာတွေကတော့ဒါ production ဘက်ကဖန်တီးမဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်တို့ကသေယုတ်ဆောင်တာနဲ့ပတ်သက်ရင်တော့စက်ကောင်စရိုက်ပြီးပြင်အောင်ပဲအဓိကစူးစမ်းအားထုတ်သွားမှာပါဗျာ